ကမ္ဘာအကြီးဆုံး Bitcoin fancy မှာအဓိကကျူးလွန်တဲ့တရုတ်မျိုးသမီးကိုပြစ်ဒဏ်ချထားတယ်လို့သိရပါတယ်။ကမ္ဘာမှာတချီနေတဲ့ digital ငွေကြေးအများဆုံး fancy ရမည်မှုဖြစ်ယူဆရမယ်နိုင်ငံတကာလိမ်လည်မှုစုံစမ်းစစ်ဆေးမှုပြီးမှတရုတ်နိုင်ငံသူမျိုးသမီးကိုပြစ်ဒဏ်ချမှတ်ခင်ပါတယ်။လရှိပေါစေရပေါင်း9ဘီလီယံအမေရိကန်ဒေါ်လာ6.8ဘီလီယံကျော်တန်ဖိုးရှိတဲ့ Bitcoin ပေါင်း6000ကိုပေါထုတ်ရမိကြောင်းပြည်ထောင်ရဲတဲ့ဖွဲ့ကပြောပါတယ်။ရှာနီဂျန်လို့ခေါ်တဲ့ ချင်းမင်းရှန်လို့ခေါ်တဲ့တရုတ်မျိုးသမီးဟာခရစ်တိုငွေကြီးတွေတရားမဝင်ရယူခြင်းပိုင်ဆိုင်ခြင်းတို့တပြစ်ရှိကြောင်း Sound of Crowdian ကတင်းနလာနေမှာဝေခံခဲ့ပါလေ။အဲဒီမှာပါဝင်တာကိုဝန်ခံချက်ပေးဖို့နောက်ထပ်ပုဂ္ဂိုလ်တို့ကအင်္ဂါနေ့မှာတရားဝင်ကိုလာခဲ့ပါလေ။ပြည်ထောင်တာဝန်ရှိုင်းရဲ့ရမှာနေတာလည်းမလေးရှားနိုင်ငံသားဆန်ဟုတ်လင်းကလည်း2024 EB23 ဝေခံမှာငွေကြီးခွာချမှုလုပ်ပေးဖို့သဘောတူခဲ့ကြောင်းတရားဝင်မှာပြုတ်ဝင်ခံပါလေ။ ူကအဲ့ဒီမျိုးသမီးချင်းမရှန်ကိုဆိုင်ခရစ်တယ်ဝေကြီးတွေကိုအယောင်ဝဲပြုလုပ်ပေးခဲ့သူပါသူ့လိုရတဲ့ကတခြားသူတူရဲ့ရှားစုမှုမကင်းတဲ့ပိုင်ဆိုင်မှုတွေကိုရယူခြင်းထိန်းချုပ်ခြင်းမအောင်လွယ်ကူအောင်ဆောင်ရွက်ပေးခဲ့ခြင်းကိုတန်ပြန်အဖြစ်သိရှိကြောင်းဆွဲချက်မှာဖော်ပြပါတယ်ချင်းမရှန်ဟာ2014မှာ2019ကြာတရုတ်မှာလူပေါင်း38,800ကျော်လေးလေးပြီးငွေတွေကိုပေးကွာရင်ဖြစ်တင်စီထားတဲ့အကြီးစားလေးလေးမှုကြီးကိုဥဆောင်ခဲ့သူလို့ရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ် ရာဇမှုမကင်းတဲ့ပိုင်ဆိုင်မှုများလွှဲပြောင်းခြင်းနဲ့ပတ်သက်တဲ့သတင်းပေးချက်တရက်မှအစပြုပြီးကဘာလုံးဆိုင်ရာငွေကြေးခဝါချမှုကွန်ရက်ကို9နှစ်ကြာစုံစမ်းဖော်ထုတ်ပြီးနောက်အသက်48နှစ်အရွယ်ရှိဂျီမင်ရှန်ကိုတရားရုံးတင်ပြီးတော့အပြစ်ရှိကြောင်းဝန်ခံချက်ပေးစေခြင်းဖြစ်ပါတယ်ဂျီမင်ရှန်ဟာဖမ်းဆီးမခံရဘဲ9နှစ်ကြာတရားစီရင်လက်ထံကနေရှုံးသိမ်းနေခဲ့ပါတယ်ဌာနနယ်ပယ်ပေါင်းစုံပါဝင်တဲ့ဗတ်ပေါင်းစုံစုံစမ်းစစ်ဆေးမှုလုပ်ဆောင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့အစုံစစ်စစ်မှုကိုဦးဆောင်ခဲ့သူထောက်လိုင်းရရှိကပြောပါလိမ့်။ကြင်မင်းရှင်းဟာဆော်ရဲဆာနဲ့တူရင်းနဲ့တရုတ်နိုင်ငံကထွက်ပြေးပြီးပြည်တင်းကိုရောက်ရှိနေတာပါ။သူကအဲ့ဒီလိန်နေထားတဲ့ငွေတွေကိုအင်ချင်မီတွေပါဝယ်ပြီးငွေကြီးခဝါချကြအောင်ရဲတပ်ဖွဲ့ကဆိုပါလိမ့်။အဲ့ဒီမျိုးသမီးကြီးကိုထောက်နေပန်းနဲ့အပြစ်ပေးခဲ့လဲဆိုတော့ထုတ်ပြန်ချက်မှာပေါဝင်ခြင်းမရှိပါဘူး။